အားလုံးပဲမင်္ဂလာပါဒီနေ့မှာခုနှစ်လပိုင်းအတွက်တရုတ်ကနမိတ်တလဆာဟောစံလေးကျွန်တော်ကြည့်ပေးမှာဖြစ်ပါတယ်ဒီနေ့မှာတော့တနင်္ဂနွေသားမီအတွက်ပါအချစ်ရဲ့အိမ်တော်ရဲ့စီးပွားရေးငွေကြေးအလောက်ကိုင်းသားမီကန်စုံလင်အောင်လေးကြည့်ပေးမယ်ပြီးရင်ကြောင့်ရတရာလေးလည်းပေးမယ်ဒီရတရာလောက်ထားမယ်ဆိုရင်ဒီခုနှစ်လပိုင်းမှာတနင်္ဂနွေသားတွေအတွက်ကံကောင်းခြင်းတွေကိုစီကိုရောက်လာမှာဖြစ်တယ်ရတရာဖျားလုပ်ပြီးပါလို့ကျွန်တော်တက်တွန်းချင်ပါတယ်ခင်ဗျာ ဟောသားလေးမစတင်ခင်မှာအခုညတစ်ခုတောင်းချင်ပါတယ်။ဒီဗီဒီယိုမြင်လာတဲ့ဝေမျှခြင်း share ရင်းနဲ့ကုလိုယူလိုက်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်။ကုလိုမျိုးပဲအခက်အခဲကြက်တဲ့ဖြစ်နေသူတွေညွှတ်သွားမယ်ဆိုရင်ထပ်တူကုလိုရအောင်လို့ပါ။ကဲဒါဆိုရင်ဟောစံတူတူကျွန်တော်နဲ့စာကြရအောင်ပါခင်ဗျာ။ ဒီခုနလပိုင်းမှာတင်းငွေတွေဒါရီတွေကျွန်တော်ထပ်ပြီးတော့ဒီပြီးချင်တာက BOE နောက်မှာကျွန်တော်ရေရာလေးပြီးတာတဲ့ဖြစ်အောင်လုပ်ပေးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်။ဘာကြောင့်လို့ကျွန်တော်ထပ်ကလေးလေးပြောနေရလဲဆိုတော့ဒီခုနလပိုင်းမှာတင်းငွေတွေဒါရီတွေတန်ကောင်းနေတာက40လောက်ပဲရှိတဲ့တတိထားရမှာက60လောက်ရှိပါတယ်။ဘာတွေတတိထားရမလဲ။ဘာတွေကကောင်းနေလဲဆိုတာကိုအသေးစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်။နံပါတ်၁တဲ့ချက်နေတဲ့ငွေကြေးအဥ္စာပစ္စည်းနဲ့ပတ်သက်တာ လက်လက်ပတ်တွေကတော့ဝင်လာတယ်ဒါပေမဲ့ဝင်လာတလောက်ပြပြန်ထွက်သွားတဲ့အနေအထားမှာရှိနေတတ်ပါတယ်ဝင်လာတလောက်နော်ထွက်လာတာနဲ့မမျှောဖြစ်နေတတ်ပါတယ်ငွေကြေးအဥ္စာပစ္စည်းနဲ့ပတ်သက်မယ်ဆိုရင်ဒီယူဆိုင်ပါခင်ဗျာကိုစုဆောင်းတဲ့ငွေကြေးတွေအကြောင်းအကျောင်းနဲ့အမျိုးမျိုးထွက်သွားတတ်ပါတယ်အဥ္စာပစ္စည်းကံက နည်းနည်းညံ့တယ်လို့ဆိုရပါမယ်။အထူးကိစ္စရမှာကမိတ်ဆွေကန်နဲ့ပတ်သက်တာမိတ်ဆွေအကျိုးမပေးဘူးလို့ဆိုရပါမယ်။ကိုရမ်းချေးရတဲ့တငယ်ချင်းတွေအရန်ခင်ရတဲ့မိတ်ဆွေတွေယုံကြည်ရတယ်ဆိုတဲ့မိတ်ဆွေတွေကကိုယ်တစ္ဆာဖောက်သွားတတ်ပါတယ်။ဒီခုနလပိုင်းမှာလူယုံလုံးဝမထားသေးပါဘူး။လူတိုင်းကိုတဏှာမျက်လုံးနဲ့ဒါကြည့်နေမှတော်ယုံကြပါတယ်။မဟုတ်ဘူးဆိုရင်မိတ်ဆွေတငယ်ချင်းတွေကြောင့်ကိုယ်မှာအခက်အခဲအကျက်တွေရင်ဆိုင်ရတတ်ပါတယ်။ အထုကယူဆရမှာကငွေကြီးနဲ့ပတ်သက်တာမိတ်ဆွေတို့ယုံပြီးတော့အာမခန္ဓာတွေကြီးတာတွေငှားတာတွေလုံးဝလုံးဝမလုံးသေးတဲ့ကာလတစ်ခုဖြစ်ပါတယ်ငွေကြီးနဲ့ပတ်သက်မယ်ဆိုရင်အထုကယူဆိုင်ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်မိသားစုရင်းနဲ့ပတ်သက်မယ်ဆိုရင်နည်းနည်းတတိယထားရမယ့်အချိန်ဖြစ်ပါတယ်ကိုယ့်ရဲ့မိသားစုထဲမှာအဆင်မပြေတာတွေအိမ်တွင်းပူလောင်တာတွေမိသားစုထဲမှာလည်းเนาะ ကိုယ်နဲ့အဆင်မပြေတဲ့သူတွေများနေတတ်ပါတယ်။ဒါကြောင့်မိသားစုရင်းနဲ့ပတ်သက်မဲ့ဆိုရင်နက်နဲလေးဝေစာရမယ်ကာလာတို့ဖြစ်ပါတယ်။ဥမာကိုယ့်ရဲ့ညီကိုမောင်နှမတွေကိုယ့်ရဲ့မိဘတွေနဲ့နားလည်မှုလွဲတတ်ပါတယ်။ကိုယ်ဘလောက်ပဲကောင်းအောင်လုပ်ပေးလုပ်ပေးအကောင်းမြင်မြင်တတ်တဲ့ကာလာတို့ဖြစ်ပါတယ်။ဒါကြောင့်ကိုယ့်ဘက်ချမ်းကောင်းနေဖို့အရန်ရည်ကြည်ပါတယ်ခင်ဗျာ။အိမ်တော်ရင်းနဲ့ပတ်သက်မယ်ဆိုရင်ရွေးရပြတော့အိမ်တော်ရေးကံကကောင်းတယ်လို့ပြောရပါမယ်။ဘာကြောင့်လဲဆိုတော့အဟောင်းတွေကအစ်စ်ပြန်ဖြစ်တတ်ပါတယ်။ ကိုနဲ့ကိုရဲ့အိမ်တော်ဘက်နဲ့အဆင်မပြေဘူးဆိုရင်ဒီလိုလမျိုးမှာပြန်လဲအဆင်ပြေတတ်ပါတယ်တယောက်တယောက်ဝေးနေတယ်တယောက်နဲ့တယောက်ကတော့နားလိုက်မှုတွေတွေ့ပြီးတော့အဆင်မပြေတော့ပွဲကွာနေတယ်ဆိုရင်ဒီခုနှစ်လပိုင်းမှာပြန်လဲဖောင်းဖက်ရတတ်ပါတယ်ဒီတစ်ချက်တော့ကောင်းတယ်အိမ်တော်ရဲ့အဆင်ပြေတဲ့သူတွေကဂရုစရမကမိတာစုရင်းနဲ့ပတ်သက်ပြီးတော့အိမ်တော်ရေးမှာလာပြီးတော့ထိခိုက်တတ်ပါတယ်အတူတူဆရာမကမိတာစုရင်းနဲ့ပတ်သက်တော့ကိုယ့်ရဲ့ညီကိုမောင်နှမတွေကိုယ့်ရဲ့ဆွေမျိုးတွေမိဘတွေတော့ကြောင့်ကိုယ့်ရဲ့အိမ်တော်ရေးမှာလာပြီးတော့ထိခိုက်တတ်ပါတယ် ဒါကအိမ်တော်ကြီးအဆင်ပြေတဲ့လူတွေအတွက်ပါခင်ဗျာလူငယ်တွေရဲ့ရမ်းတည်ခြင်းနဲ့အချိန်နဲ့ပတ်သက်တာအချိန်ကနော်ဒီခုနှစ်လပိုင်းမှာတင်းငွေတွေတားပြီးတော်တော်လေးကြီးစားရမယ့်ကာလတစ်ခုဖြစ်ပါတယ်ကြားနေနမိတ်ကအသေးချာမှာဓာတ်ဆိုင်နေတဲ့နမိတ်ဖြစ်ပါတယ်ဒီနမိတ်ကအယံညက်ပါတယ်အချိန်နဲ့ပတ်သက်မယ်ဆိုရင်ဒီခုနလပိုင်းမှာအသေးကွဲတက်ပါတယ်ကိုရဲ့ချစ်တဲ့ဘကုတ်ကိုဥပိ္ပခာပြုတ်တက်ပါတယ်ကိုအရန်ချဲ့တဲ့ချစ်တူရကိုဥပိ္ပခာပြုတ်သွားတက်ပါတယ် ကိုယ့်ကိုနော်ချစ်လွလိုနဲ့ကျိုးစီနဲ့လှန်ထားတာတွေလည်းဒီလိုခဏလပိုင်းမှာကြုံတွေ့ရတတ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်နေအကြံပြုရမယ်ဆိုရင်ဒီခဏလပိုင်းမှာအခြေအနေပတ်သက်မယ်ဆိုရင်တော်တော်လေးညံ့နေတဲ့ကာလတစ်ခုဖြစ်ပါတယ်။ဒါကြောင့်အခြေဘက်ခြံကိုအာယုံမဆိုင်ပဲနဲ့အလောက်ကိုင်းစီးပွားရေးဘက်ခြံအာယုံဆိုင်မယ်ဆိုရင်အရန်ကောင်းတဲ့ကာလတစ်ခုဖြစ်ပါတယ်။ကိုယ်အခြေကိုနော်အာယုံဆိုင်မိတယ်ဆိုရင်မိတ်ဆွေကအလောက်ကိုင်းတွေစီးပွားရေးတွေကျမ်းမာရေးတွေခိခိုက်လိုက်နေတယ် ဒါကြောင့်မို့အချီကိုအရန်အာရုံမဆိုင်ပါနဲ့ခင်ဗျာလို့ကျွန်တော်ကတိုက်တွန်းချင်ပါတယ်ခင်ဗျာဒါနဲ့ရေးနေပတ်သက်မယ်ဆိုရင်ဒါချိုးတွေနော်လုံးဝခံစားခွင့်မရှိဘူးတမီးချိုးတွေတချို့တော့ခံစားခွင့်ရှိရမယ်နော်တင်းငွေတွေတားတွေတွေကို့မှာတားမီးတွေရှိတယ်ဆိုရင်နော်ရုပ်ကြားလေးကံကမကောင်းတဲ့အတွက်ကြောင့်မို့အထူးပြုဆိုင်ရမှာကရုပ်ကြားလေးတွေကိုဒုက္ခအမျိုးမျိုးပေးတတ်ပါတယ်သူတို့ကြောင့်ကို့မှာစိတ်ဆင်းရဲကိုစင်းနေကြုံတွေ့ရတတ်ပါတယ်ဒါကြောင့်တားမီးကံနဲ့ပတ်သက်မယ်ဆိုရင် တအားကျိုးတွေကလုံးဝလုံးဝအကျုံးပြီးတဲ့ကာလမျိုးဖြစ်ပါတယ်။အိမ်ချံပြေမဲ့ပတ်သက်မယ်ဆိုရင်ဒီခုနှစ်လပိုင်းမှာအိမ်ရောင်းမဲ့တူတွေခြံရောင်းမဲ့တူတွေအိမ်ဝယ်မဲ့တူတွေခြံဝယ်မဲ့တူတွေအိမ်ချံပြေနဲ့ပတ်သက်မယ်ဆိုရင်နည်းနည်းလေးယူဆရမယ်ကာလတခုဖြစ်ပါတယ်။အကျိုးမပေးဘူးလို့ဆိုရပါမယ်။အမဟာရည်တွေဖြစ်ပြီးတော့ပြဿနာတွေနဲ့လည်းဒါရင်ဆိုင်ရသက်ပါတယ်။ဒီခုနှစ်လပိုင်းမှာတင်းငွေတွေစားမိတဲ့လူမုံများနေတဲ့ကာလတခုဖြစ်ပါတယ်။ ဒါကြောင့်ခဏမှကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲရေတရာကိုဖြစ်အောင်လုပ်ပေးပါဖြစ်အောင်လုပ်ပြဘာကြောင့်ပြောလဲဆိုတော့တော်တော်များများဒီခုနှစ်လပိုင်းမှာတင်းငွေတွေတာယူတွေကံညက်နေလို့ပါခင်ဗျာဒီရေတရာလှုပ်လိုက်ခြင်းအမြဲကံကောင်းခြင်းတွေရရှိမှာမို့လို့ပါ လူမုံများနေတဲ့ကာလာလကုဖြစ်ပါတယ်ဒီခုနှစ်လပိုင်းမှာတနင်္လာရီသားမီတွင်ကိုဘလောက်ပဲကောင်းအောင်လုပ်ပေးလုပ်ပေးဘလောက်ပဲစေနာသာသာအလုပ်ထဲမှာတော်တော်ကောင်းမိသားစုထဲမှာလည်းကောင်းကိုအမြဲတမ်းလိုအပြစ်ပြောတာတွေအပြစ်မြင်တာတွေမကောင်းမြင်တာတွေမကောင်းပြောတာတွေခံရတတ်ပါတယ်ဒါကြောင့်ကျွန်အနေနဲ့အကြံပြုရမယ်ဆိုရင်တော့ဘာကိုမှယူမဆိုင်ပါနဲ့ကိုမှန်တယ်ထင်ကိုကောင်းတယ်ထင်ဆက်လုပ်ပါမှန်တဲ့ထင်ရင်လည်းဆက်သွားပါလို့အကြံပြုချင်ပါတယ်။ပေါင်းအချင်းကိုဂရုစိုက်မယ်ဆိုရင်မိတ်ဆွေကိုယ်တိုင် ခံစားပြီးတော့ဘာမှလှုပ်ချင်ကြရင်စိတ်မရှိဘူးဖြစ်သွားလိမ့်မယ်။ဒါကြောင့်အတုကိုမှဖြူမဆိုင်ပါနဲ့ကိုမှတ်နေတဲ့ဆက်လုပ်ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်။ကျမရင်နဲ့ပတ်သက်မရင်ဆိုရင်ရေဝဲရပြီးတော့ကျမရာကောင်းတယ်စိတ်နဲ့ပတ်သက်ပြီးတော့ကျမရွေထိခိုက်တတ်ပါတယ်။ဥမာညပိုင်းအိမ်မပြောတာတွေစိတ်အယမ်းညစ်ပြီးတော့စိတ်ထိခိုက်ပြီးတော့စိတ်တက်ကြတဲ့ယောဂတွေခံစားရတတ်ပါတယ်။ ဒါကြောင့်ကျမရေးနဲ့ပတ်သက်မယ်ဆိုရင်ကျောင်းနေနဲ့အချံပြုတ်ရမယ်ဆိုရင်တော့ကိုကိုကိုပြောနေပါကိုကိုကိုကောင်းအောင်နေပါဘာကိုမှအာရုံတည်းမှာထားနေပြည်ရဆွေးနေပါလို့ကျွန်တော်အချံပြုတ်ချင်ပါတယ်။တခြားကြီးမားတဲ့ဖြစ်ဖို့တော့မရှိပါဘူး။ယောဂဝေဒနာနဲ့ခံစားနေရတယ်ဆိုရင်ဒီခုနှစ်လပိုင်းမှာအနာနဲ့စိတ်နဲ့တည့်သွားပါလိမ့်မယ်။ဘာသာပြားနဲ့ပတ်သက်မယ်ဆိုရင်အရန်အားကောင်းနေတဲ့လာလာဖြစ်ရွက်ကြောင့်မို့တင်းငွေတွေဒါရီတွေဒီလိုခုနှစ်လပိုင်းမှာ တခြားကိစ္စတွေမေ့လို့ရခဏမေ့တာပြီးတော့အထိတ်ထန်နေဝင်ကြည့်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်။ကိုကဘာသာကြားဆိုရင်လေကိုယ့်ရဲ့ဘာသာလိုက်လေနောက်ဘာသာတရားလေးတွေဖိလုပ်ပေးပါ။ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအနေနဲ့ကတော့အထိတ်ထန်လေးတွေဝင်ကြည့်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်။အထိတ်ထန်ဝင်တဲ့နေရာမှာလေကိုဖြစ်ချင်တဲ့ဇာတ်လမ်းတစ်ခုကိုယုံကြည်နေတောင်းပါအထိတ်ထန်ပြည့်တဲ့နေထူးထူးခြားခြားတွေဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ဒီခုနှစ်လပိုင်းမှာတင်းငွေသားပြီးတော့အထိတ်ထန်ဝင်မယ်ဆိုရင်အကောင်းဆုံးလတစ်လဖြစ်ပါတယ်။ အလောက်ကန်တဲ့ပတ်သက်မယ်ဆိုရင်တော့ရေပွေးဟာအဖြစ်တော့အလောက်ကန်တဲ့ပတ်သက်ရင်နည်းနည်းလေးညှက်နေတဲ့ကာလမျိုးဖြစ်ပါလေအလောက်ပြောင်းမဲ့သူတွေအလောက်ဆွေးမဲ့သူတွေအလောက်ရှာနေတဲ့သူတွေတော်တော်လေးခက်ခဲနေတဲ့ကာလမျိုးဖြစ်ပါလေဒါကြောင့်မို့အလောက်ကန်တဲ့ပတ်သက်ပြီးတော့ကံကောင်းခြင်းနဲ့ဆိုရင်ဘေးရအနောက်မှာကြော်ရရလေးပြေးမယ်ဒီရရအောင်ဖြစ်အောင်လုပ်ပေးပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာအလောက်တင်စတင်နေတဲ့သူတွေအလောက်တင်တိုးချဲ့မဲ့သူတွေလည်းလုံးဝလုံးဝလှုပ်လို့မရတဲ့ဂါလာတကူဖြစ်ပါတယ်အလောက်တင်နဲ့ပတ်သက်တာလည်းအဆင်မပြေပါဘူးခင်ဗျာဒါတို့မဖြစ်မနေလုပ်ရမယ်ဆိုရင် ရေရလေးဖြစ်အောင်လုပ်ပေးပါလို့ကျွန်တော်ကကြံပြုချင်ပါတယ်။ဒီခေါနလပိုင်းမှာတင်းငွေတွေတောင်းပေးကန်ကောင်းနေတဲ့နံပါတ်တွေက18ခန်းတွေဖြစ်ပါတယ်။18နံပါတ်တွေကိုရွေးချယ်ပြီးတော့ကန်ဆန်းကြည့်လို့ရပါတယ်။ကန်ကောင်းနေတဲ့အယောင်ကအဝါယောင်နဲ့ခဲယောင်ဖြစ်ပါတယ်။မိမိညာစီတော့အသုံးပြုပါ။အရေးကြီးတဲ့ကိစ္စတွေအရေးကြီးတဲ့အရာတွေလောက်တိုင်တော့မယ်ဆိုရင်ဒီဟာဝတ်ဆင်ချရပြီးကန်ကောင်းခြင်းတွေရရှိမှာဖြစ်ပါတယ်။ဒီခေါနလပိုင်းမှာခီးဝေးသွားတာတွေခီးထွက်တာတွေတော့လှုပ်လို့ရပါတယ်။အကျိုးပေးတယ်လို့ဆိုပါတယ်။ ကဲကျွန်တော်ရေတရာလေးပေးမယ်ဒီရေတရာကိုဖျက်အောင်လှုပ်ပေးပါခင်ဗျာဒီရေတရာကိုလှုပ်လိုက်ခြင်းအပြင်ဒီ9လပိုင်းမှာကြုံတွေ့မယ်အခက်ခဲတွေအကျက်တွေတွေအလုံးပြေပြောက်သွားပြီးတော့ကောင်းတော့အသိကောင်းတော့မိတ်ကောင်းတော့ level တွေကိုယ့်စီကိုရောက်လာမှာဖြစ်ပါတယ်ရေတရာကိုကျွန်တော်တူတူလိုက်ပြီးတော့ကြည့်ကြမယ်ခင်ဗျာလှုပ်ရမယ့်ရေတရာကရမ်းလွယ်ကူပါတယ်လှုပ်ရမယ့်ရေတရာအချင်းကိုကျွန်တော်ရင်ပြောပြပါမယ်မေးစွေကကံရန်ကောင်းခြင်းနဲ့ရေတရားအောင်မြင်ခြင်းနဲ့ဆိုရင်အင်္ဂါနေ့မနက်7:15မိနစ်မှာပြုလုပ်ပေးပါအဆင်မပြေဘူးဆိုရင်လည်း တနင်္ဂနွေနေ့မိတ်ဆွေရဲ့နေ့မှာ9:40နာရီနေ့မှာပြုတ်လုပ်ပြီးပါဒီအချိန်မှာတိတိကျပြုတ်လုပ်ခြင်းအပြင်မိတ်ဆွေရဲ့ရည်ရည်တွေကတိတိသာလေးအောင်မြင်တော့မှာဖြစ်ပါတယ်ခြေရမရည်ရည်ကအရန်လွယ်ကူပါတယ်မိတ်ဆွေကခြေရမရည်ရည်ကမနှက်ပိုင်းမှာမေမြို့ပန်း16ပွင့်နဲ့နော်တရက်ဒီစွန်းကိုဖျားမှာကတ်လို့ရမှာဖြစ်ပါတယ် ခဏကကြော်ပြောတဲ့အချိန်မှာကဲလူပေးပါခင်ဗျာညနေပိုင်းရောက်တဲ့ခါကျရင်ခွေးလေးတွေကိုကဲ့မို့ပြစ်ကျွေးပါကဲ့မို့မစားဘူးဆိုရင်လည်းကြက်ကြော်ဖြစ်ဖြစ်ပေါ့နော်ပြစ်ကျွေးပြီးတော့လှူဒန်းပေးပါကြက်ကြော်ထက်ကဲ့မို့ကပို့ပြီးတော့ခေါင်းပါလေတက်တက်လို့လေးပေါ့နော်လှူဒန်းချင်အားဖြင့်မိစွေတို့ကြုံတွေ့နေတဲ့အခက်အခဲတွေအကျက်တွေပြေပြောက်သွားမှာဖြစ်ပါတယ်နားလေသဘောပေါက်မယ်လို့ကျွန်တော်ထင်ပါတယ်ဒီရတရားတွေကိုเนาะဒီတလလုံးမှာเนาะမိတ်ဆွေအပတ်တိုင်းလုပ်နိုင်မယ်ဆိုရင်ပို့ပြီးတော့ခေါင်းပါတယ် မိတ်ဆွေရဲ့အခက်အခဲအကျက်တွေအားလုံးပြေပြောက်သွားမှာဖြစ်ပါတယ်။ကြောင့်မိတ်ဆွေတွေနှစ်အဆအနှစ်အဆုံကောင်းတော်နှမိတ်ကောင်းတော်တိတ်ကောင်းတော်ငွေချင်းနဲ့ပြေဆုံးပြီးပျော်စွင်သောပြည်တော်စွာတွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။နောက်နေ့မှပြန်လည်ဆုံတွေ့ကြပါမယ်။မြေကိုမဆုံးမတက်ခင်မှာကျွန်တော်အခုညီလေးတစ်ခုတောင်းချင်ပါတယ်။ကို့လိုမျိုးပဲဒီခုနှစ်လပိုင်းမှာအခက်အခဲတွေအကျက်တွေဖြစ်နေတယ်ဆိုရင်တင်းငွေတွေတားပြီးနင်းတွေ့ရအောင် share ခြင်းဝေးမြခြင်းပြီးကို့လိုယူလိုက်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်။ မိတ်ဆွေရဲ့ share တစ်ချက်ကကြော့ရဲ့အတွက်ကအားစိတ်တစ်ခွက်ဖြစ်နေလို့ပါမိတ်ဆွေ share လိုက်ခြင်းအပြင်မိတ်ဆွေနဲ့ကျွန်တော်နဲ့ကထပ်တူကုလို့ရမှာဖြစ်ပါတယ်ဒါကြောင့် share ပြအောင် share ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်